လာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင်တမ်းကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ကရင်အမျိုးသားအစည်းအရုံး KNU ကော်တူးလေအုပ်ချုပ်မှုနယ်မြေကရင်အမျိုးသားလူမျိုးရေးတက်မတော် KNL တရင်6စီကိုအော်တိုဘာလ15ရက်နေ့ကစစ်ကောင်စီတက်ခလာရ85တရင်ကနေစစ်မှုရန်တပ်သားတစ်9ယောက်အလင်းဝင်ရောက်လာတယ်လို့သိရှိရပါတယ်။ အလင်းဝင်ရောက်လာသူတွေကတော့ကျော်စေရအသက်22နှစ်တရနိုင်28နှစ်အောင်မျိုးဦး36နှစ်စီသူဟိန်အသက်20နှစ်မောင်မောက်26နှစ်တန်းနိုင်ဦး33နှစ်နဲ့ရာဇာထက်24နှစ်တို့ခုနှစ်ယောက်ပဲဖြစ်ကြပါဗျ။သူတို့ကတော့စစ်မှုရန်အပတ်စဉ်9နှစ်10 73တို့ကနေတင်နန်းသားတွေဖြစ်ကြပြီးတော့တန်းနိုင်ဦးနဲ့ရာဇာထက်တို့ကတော့ရောင်းစားခံရပြီးစစ်မှုဒဏ်ခံရတဲ့သူတွေဖြစ်တယ်လို့သိရပါဗျ။ အလင်းဝင်ရောက်လာသူတွေမှာလက်နက်တွေမပါလာပေမဲ့လေတိုမြို့နယ်တာဝန်ရှိသူတွေကနေရာထိုင်ခင်းအစားအသောက်နဲ့အဝတ်အစားတွေထောက်ပံ့ပေးရပြီးကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့သိရပါဗျ။အကြောင်းမျိုးမျိုးကြောင့်အာနာသိန်းစစ်တပ်ရဲ့မတရားစစ်မှုတန်းဇေကိုင်းခံနေရတဲ့တပ်သားတွေအနေနဲ့မိမိတို့နဲ့နီးစပ်ရာတော်လန်ရေးတပ်ဖွဲ့တွေစီကိုရရနီးနဲ့လက်နက်ချအလင်းဝင်ဗတ်ပြောင်းခိုလုံကြဖို့ကို KNU ကတိုက်တွန်းထားပါတယ်ရှင်။ ရှမ်းမြောက်မှာစစ်တပ်က TNL ထိမ့်ချုပ်ထားတဲ့တီဘောကိုသိမ်းပိုက်ရရှိတော့ပါတယ်။ရခိုင်နဲ့မကွေးကိုချိတ်ဆက်ထားတဲ့အမ်ဘဒန်လမ်းမပေါ်ကနေရီကန်ဂျူဟာကုန်းကိုအပိသက်သိမ်းယူနိုင်ဖို့လက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်နေတဲ့တပတ်တာစီရေးသတင်းတွေကိုစိုးသူအောင်ကတင်ပြပေးထားပါတယ်ရှင်။မင်္ဂလာပါ။ဒီကနေ့အောက်တိုဘာ18ရက်ဟာဆရနာသိမ်းမှု1920ရင်းမြောက်ဖြစ်ပါတယ်။ဒီဘက်မှာလည်းသတင်းအကျဉ်းတွေကိုတင်ပြနိုင်ဖို့စူးစီးထားပါတယ်။ပရမအုပ်ဆုံးတီဘောသတင်းကိုတင်ပြခြင်းပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့တန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ရာတီဘောမြို့ကိုစစ်ကော်မရှင်တပ်တွေထိုးစစ်ဆင်ခဲ့ပြီးအောက်တိုဘာ16ရက်ညပိုင်းမှာတော့မြို့ရဲကိုဝင်ရောက်လာခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။အဲ့ဒီနေ့မှာပဲတီဘောမြို့ရဲ့မြောက်ဖက်တဖာလောင်လောက်အကွာအမှာရှိတဲ့နားလေကျွာနာမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတချိန်တည်းမှာပဲတီဘောမြို့တွေကဌာနဆိုင်ရာရုံးတချို့မီးလောင်ခဲ့တဲ့အကြောင်း SSPP ဘက်ကထုတ်ပြန်ပါဗျ။ စစ်ကော်မရှင်တပ်တွေဟာအော်တိုဘာလအစမ်းပိုင်းမှာကြောင်မဲကနေတီဘောကိုထိုးစစ်ဆင်လာတာဖြစ်ပြီးအော်တိုဘာ16ရက်ညပိုင်းအထိလက်နက်ကြီးငယ်အတန်တွေကိုကြားခဲ့ရတဲ့အကြောင်းဒေသခံတွေကဆိုပါတယ်။ဒါပေမဲ့ TNL ဘက်ကတော့အော်တိုဘာ18ရက်မွန်းလယ်ပိုင်းအထိတီဘောမျိုးနဲ့ပတ်သက်တဲ့အခြေအနေအသေးစိတ်ကိုထုတ်ပြန်အသိပေးတာမရှိသေးပါဘူး။အခုတော့မန္တလေးတိုင်းဘက်ကိုသွားရအောင်ပါ။ TNL ထိန်းချုပ်ရာနောက်တစ်မျိုးဖြစ်တဲ့ဒီမန္တလေးတိုင်းတွေက မိုးကုတ်မြို့ကိုလည်းစစ်တပ်ကထိုးစစ်ဆင်နေပါသေးတယ်။မိုးကုတ်ကိုတော့စစ်တပ်ကမန္တလေးတိုင်းတပိတ်ချင်းဘက်ကနေစစ်ကြောင်းတစ်ခုရှမ်းပြည်နယ်မြောက်ပိုင်းဒီနောင်ချိုဘက်ကနေစစ်ကြောင်းတစ်ခုစီခွဲပြီးတော့ထိုးစစ်ဆင်နေတာပါ။တပိတ်ချင်းဘက်မှာတော့မိုးကုတ်စီတွားရလမ်းဖြစ်ပြီးစစ်ရေးအရအေးပါတဲ့ဖော်တော်လမ်းစုံကိုစစ်တပ်ကအောက်တိုဘာ23ရက်ညပိုင်းမှာရရှိထားတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ ဖော်တော်လန်းဆောင်ဟာ PDF တွေထင်းချုပ်ထားတဲ့ဒီစင့်ကူးနဲ့တကောင်မျိုးတွေအကြားမှာတည်ရှိပြီးမန္တလေးတိုင်းကမိုးကုတ်ကနေဗမော်ရှမ်းမြောက်အထိကိုချိတ်ဆက်နိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နောင်ချိုဘက်ကစစ်ကြောင်းကတော့မိုးကုတ်အတက်လန်းဖြစ်တဲ့ဒီယဒနာသိန်းကြီးမိုင်းအထိကိုရောက်နေပြီလို့ဒေသခံတွေကဆိုကြပါတယ်။ဒါပေမဲ့ဆက်သွယ်ရေးအခက်အခဲတွေကြောင့်အသေးစိတ်ကိုစုံစမ်းနေရုံဖြစ်ပါတယ်။အခုတော့ရခိုင်ဘက်ကိုသွားရအောင်ပါ။ ရခိုင်ဘက်မှာတော့စစ်တွေနဲ့ကြောက်ဖြူထက်ရိုးမလန်းဒီပေါ်ကတိုက်ပွဲတွေအကြောင်းကိုပို့ပြောရဖို့ရှိပါတယ်။ဒါကတော့ကြောက်ဖြူပါ။ကြောက်ဖြူမှာတော့အော်တိုဘာလာတဲ့တိုက်ပွဲတွေရန်နေတာကနေစစ်ကော်မရှင်တပ်ကထပ်ပြီးတော့စစ်ကြောင်းထိုးတာကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းကဒီဂေါ်တူတောင်တန်းဝင်းကျင်မှာတိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ဒေသသွင်းသတင်းတွေမှာဖော်ပြပါတယ်။ဒါအတူရခိုင်ပင်လယ်ပြင်မှာစစ်ကော်မရှင်ရဲ့ရေတပ်တွေတွာလာလို့ရှာမှုပိုများလာနေတယ်လို့ကနအူးသိရပါတယ်။ ဒါကတော့မြို့တော်စစ်သေးပါစစ်သေးမြို့နယ်အနီးပတ်ဝန်းကျင်မှာလည်းအကူရက်ပိုင်းလက်နက်ကြီးတွေဒရုန်းတွေနဲ့အပြာလံပစ်ခတ်မှုတွေပိုများလာတယ်လို့ AA ကအောက်တိုဘာ15ရက်မှာထုတ်ပြန်ထားပါတယ် AA ဘက်ကစစ်တွေမြို့နယ်တွေကကြေးရွာတချို့ကိုဝင်ရောက်နေရာယူထားတာရှိပေမဲ့ထိုးစစ်ဆင်ဖို့အလားအလာမတွေ့ရသေးသလိုစစ်တပ်ဘက်ကလည်းပုံနှကျွန်းမြို့ဘက်ကိုတံပြန်ထိုးစစ်ဆင်ဖို့အလားအလာနှဲပါနေသေးတယ်လို့လေလာသူတွေကသုံးသပ်နေကြပါတယ် ရခိုင်ပြည်နယ်အမ်းမြို့နယ်မကွေးတိုင်းမင်းဘူးမြို့ကိုချိတ်ဆက်ထားတဲ့ဒီအမ်ဘဒန်လမ်းမပေါ်ကနေအကံဗျူဟာဝင်းကျင်နဲ့ယူမပေါ်မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့နားလည်ရပါတယ်။အာရခတ်တတော် AA ကအောက်တိုဘာ15ရက်ထုတ်ပြန်ချက်အရတော့နေအကံဗျူဟာဂုံကိုအပိသက်သိမ်းယူနိုင်ဖို့လက်ကျန်နေရာတချို့ကို ထိုးစစ်ဆင်နေပြီးစစ်တပ်ဘက်ကထွက်ပြေးသူနဲ့အလင်းဝင်သူတွေလည်းရှိတယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းတော်လိုင်းပူပေါင်းတပ်တွေကမြေပြင်မှာဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် စစ်တပ်ကဝေဟင်ကနေလက်နက်ရိခါချပီးနေပြီးအချိန်မရွေးတိမ့်ပိုက်ခံရနိုင်တဲ့အခြေအနေဖြစ်တယ်လို့ပြောကြသလိုတချို့ကလည်းအေကတိမ့်ပိုက်ပြီးပြီလို့ခံမှန်းပြောဆိုနေကြပါဗျ။ဒါအပြင်စစ်တပ်ကယူမဝင်းကျင်မှာဆိုရင်ဒီမြေလဲရွာဆက်စီရွာပြီးတော့ကပ္ပဆဆလီနဲ့ဗရန်မြို့ဝင်းကျင်မှာဆိုရင်တော့ဒီစင်ပြွန်းရွာပြီးတော့ဗရန်ကနေ9မိုင်လောက်အကွာမှာရှိတဲ့တာယာကုန်းရွာရင်းနာအထိကိုခန်းစစ်ပြင်ထားတဲ့အကြောင်းဒေသခံတွေကပြောကြပါဗျ။ ဓာတုပါပဲရခိုင်နယ်ဘကိုးအဆက်ပဒေါင်းမြို့နယ်ပကံကဲကျွရတောင်ဘက်မှာရှိတဲ့စစ်တပ်ရဲ့63လုံး point ကုန်းကိုလည်းအောက်တိုဘာ14ရက်မနက်ပိုင်းမှာသိမ်းပိုက်ရရှိခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်63လုံး point ကုန်းတစ်ခုလုံးကိုသိမ်းပိုက်ဖို့3နာရီလောက်ပဲကြာမြင့်ခဲ့ပြီးရခိုင်နယ်ထိစပ်နေတဲ့ AR တိုင်းရေကြီးမြို့နယ်တဲကဒီဆက်ဆက်ယူကျွရဝင်းကျင်မှာလည်းတိုက်ပွဲတွေဖြစ်ခဲ့သေးကြောင်းသိရပါတယ်တချိန်တည်းမှာပဲစစ်ကော်မရှင်ဟာ နေပြည်တော်မှာ NCA ဆယ်နှစ်ပြည့်ပွဲပြုလုပ်နေတယ်လို့အရက်သားဦးတည်တဲ့လေချောင်းဘုံကျဲမှုတွေကိုလည်းပြုလုပ်နေပါတယ်။အခုတင်ပြခဲ့တာတွေက DVV ကရရှိသလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်တွဲသတင်းတွေကိုတော့ DVV ရဲ့ website facebook နဲ့ youtube channel တွေမှာအချိန်နဲ့တပြေးညီဖော်ပြပေးနေပါတယ်ခင်ဗျာ။ ကမ်ဘောဒီးယားနိုင်ငံမှာအွန်လိုင်းငွေလည်မှုဆိုင်ရာစွပ်စွဲချက်တွေနဲ့ဖမ်းဆီးခံထားရတဲ့တောင်ကိုရီးယားနိုင်ငံသား64ဦးဟာအော်တိုဘာလ18ရက်နေ့မှာတော့မိခင်နိုင်ငံကိုပြန်လည်ရောက်ရှိလာပြီးအများစုကတော့အစုံစမ်းစစ်ဆေးမှုတွေနဲ့ရင်ဆိုင်ရဖို့ရှိရဲလို့တောင်ကိုရီးယားအာဏာပိုင်တွေကပြောပါရယ်။အကျဉ်းသားတွေကဇင်းလုံးကားလေရင်နဲ့အင်ချွန်အပီပီဆိုင်ရာလေဆိပ်ကိုရောက်ရှိလာပြီးသူတို့ကိုနိုင်ငံအနှံ့အရရဲစခန်းနေစီကိုခေါ်ဆောင်ဖို့အတွက်ယင်း23စီလဲအသင့်ပြင်ထားပါရယ်။ ကမ်ဘောဒီးယားအနာပိုင်းနေပေးရခဲ့တဲ့မိုဘိုင်းဖုန်းတွေအပါအဝင် အထောက်ထားတွေကလည်းတက်တာပုံနဲ့အတူပါရှိလာပါတယ်။ကမ်ဘောဒီးယားနဲ့ဒီလိုတက်တဲ့အထောက်ထားတွေမြ мян ဆန်ဆန်ချောချောမှုပဲဖလှယ်နိုင်ခြင်းကသူတို့ရဲ့စုံစမ်းစစ်ဆေးမှုရဲ့ကနအူးအဆင့်ကိုထိထိရောက်ရောက်ဆက်လုပ်သွားနိုင်ဖို့အတွက်အထောက်အကူဖြစ်စေဖို့မျှော်လင့်တယ်လို့လည်းပြောပါရတယ်။ အာနာပိုင်နေရာပြည်ရင်းစုံစမ်းစစ်ဆင်မှုတွေကနေတဆင့်ဖုံးခေါ်ဆိုလိန်လယ်မှု လုပ်ငန်းတွေရဲ့နောက်ွယ်မှာရှိတဲ့ဖွဲ့စည်းပုံအတိုင်းအတာနဲ့ကွန်ရက်တွေကိုဖော်ထုတ်ဖို့အတွက်အာယုံဆိုင်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းအမျိုးသားစုံစမ်းစစ်ဆေးရုံအကြီးအကဲဗိုလ်ချုပ်ကြီးဘတ်ဆောင်ကျွန်းကပြောပါရရှင်ဒီ video မြင်တဲ့ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ Wendy ပါ